အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ပိုလီနီရှားဒေသကကျွန်းစုနိုင်ငံတနနိုင်ငံဖြစ်တဲ့တွန်ကာနိုင်ငံရဲ့အကြောင်းကိုဝေမျှခြင်းပါတယ်တွန်ကာနိုင်ငံရဲ့တရားဝင်အမိကတွန်ကာဗရစ်နိုင်ငံဖြစ်ပြီးတောင်ပစိဖိတ်သမုဒ္ဒရာဒေသမှာတည်ရှိနေတာဖြစ်ပါတယ်နိုင်ငံရဲ့စုစုပေါင်းအကျယ်အဝန်းက289စတူရမိုင်ဖြစ်ပြီးလူဦးရေ3500ခန့်နေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်ဒေသတစ်ခုလုံးလူဦးရေ2500ခန့်နေထိုင်တဲ့နိုကူအလိုဖာမျိုးကနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီးအခြားထင်ရှားတဲ့မြို့ကြီးတွေကတော့နီအာဖို့ပန်ကိုင် နဲ့ဟာအပိုင်စတာတွေဖြစ်ပါတယ်တွန်ကာဘာသာစကားနဲ့အင်္ဂလိပ်ဘာသာစကားတွေကိုရုံးသုံးဘာသာစကားဖြစ်သတ်မှတ်ထားပြီးတပြည်ထောင်ပါလီမန်တစ်စိတ်တစ်ပိုင်းစည်းမျဉ်းခံဘရင်စနစ်ကိုကျင့်သုံးပါတယ်ကျောင်းပေါင်း190ကျော်ကိုပိုင်ဆိုင်ထားပြီး3329ပြည်မြင်းနဲ့ကောင်းအိုမီတောင်ကနိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပါတယ်အဲဒီစနစ်ရာစုနဲ့15ရာစု 2E တွန်ကာမင်းဆက်လက်ထက်မှာယနေ့တွန်ကာရဲ့နေမီဟာတောင်ပစိဖိတ်ဒေသရဲ့အင်အားကြီးအင်ပါယာတစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်တွန်ကာတီရှိရာနေရာဟာပစိဖိတ်ကျွန်းစ ုနေမြေဗဟုချက်မောက်ဖြစ်တာကြောင့်ခေအလိုက်ကုံသွေးကြီးနဲ့ရင်ကျေးမှုဖလေရဗဟုချက်မောက်ဖြစ်ခဲ့ပြီးပစိဖက်ရဲ့အဓိကနေမြေလို့လေတင်စားခေါ်ခံခဲ့ရပါတယ်။စခွန်နီယာစုမှာတော့တွန်ကာအင်ပါယာအားနည်းလာခဲ့ပြီးဆက်ရှိရာစုအကုန်မှာတော့ဒက်လိုမျိုးအေဗယ်တက်စမန်နဲ့အင်္ဂလိပ်လိုမျိုးကပတိန်ဂျိမ်းစ်ခွတ်တို့ရဲ့ရှောက်ဖွေတွေ့ရှိမှုကြောင့်ဥရောပနဲ့ဆက်ဆံရေးစတင်ခဲ့ပါတယ်။ကပတိန်ကွတ်ကတွန်ကာကျွန်းစုကိုချစ်ခင်ရှင်နှီးမှုကျွန်းစုလို့အမိပေးခဲ့ပါတယ်။စကောရာစုအစာပိုင်းမှာတော့ဒီနေမျိုးခရီးရန်သာသနာပြုတွေရော ောက်ရှိလာခဲ့ပြီးတွန်ကာလူမျိုးတွေကိုခရစ်ယာန်ဘာသာသို့ပြောင်းလဲစေခဲ့ပါသည်1895ခုနှစ်မှာပထမဂျော့ဂျ်တူပိုကတွန်ကာကိုစီးလုံးစေခဲ့ပြီးပထမဆုံးဖွဲ့စည်းပုံခြေခံဥပဒေကိုရေးဆွဲခဲ့ပါသည်သူဟာခေတ်သစ်တွန်ကာရဲ့ပထမဆုံးဘုရင်ဖြစ်လာခဲ့ပါသည်1900ခုနှစ်မှာတော့ဗြိတိန်နဲ့အကာအကွယ်ပေးစာချုပ်ကိုချုပ်ဆိုခဲ့ပြီးဒီဒီရှာတို့ရဲ့အဆောင်အရှောက်ခံနေမြေတစ်ခုအဖြစ်ရပ်တည်ခဲ့ပါသည်ဒုတိယကမ္ဘာစစ်အတွင်းအမေရိကန်တပ်ဖွဲ့တွေတွန်ကာမှာအခြေစိုက်ခဲ့ပြီးဂျပန်တို့ရဲ့ကျူးကျော်မှုကိုကာကွယ်ခဲ့ပါသည် 1990ခုနှစ်ဇွန်လ4ရက်နေ့မှာတော့ဂျီတိန်ထံမှလွတ်လပ်ရေးရခဲ့ပြီးဗဟိယနိုင်ငံအဖြစ်ဆက်လက်ရပ်တည်ခဲ့ပါတယ်။တွန်ကန်ဟာပစိဖိတ်ဒေသမှာကိုလိုနီအုပ်ချုပ်ခံရခြင်းမရှိခဲ့တဲ့တခုရီသောနိုင်ငံဖြစ်ပြီးဗဟိယစနစ်ကိုဆက်လက်ထိန်းသိမ်းထားတဲ့တခုရီသောပစိဖိတ်နိုင်ငံလေးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဂျီတီရှားရဲ့နေမည်ဖြစ်ခဲ့ပြီးမယ်။ကိုပိုင်ဗဟိယစနစ်နဲ့သာအုပ်ချုပ်ခဲ့လို့ဖြစ်ပါတယ်။2010ခုနှစ်မှာတော့ဒီမိုကရေစီပြုမည်ပြောင်းလဲရေးကိုစတင်ခဲ့ပြီးပါလီမန်အမတ်အများစုကပြည်သူလူထုအားရွေးချယ်တင်မြှောက်တဲ့စနစ်ကိုကျင့်သုံးခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ဒွန်ကာဟာစီးပွားရေးအရန်မတိုးတက်ပေမဲ့ငင်းချမ်းတဲ့နိုင်ငံတနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါတယ်ဒွန်ကာရဲ့အထင်ရှားဆုံးနေရာတွေကတစ်ခုကတော့တန်တာကြောက်တန်းတွေနဲ့ကြည်လင်းတဲ့ရေပြင်တွေတည်ရှိရာဘာဘတ်အူကျွန်းစုဖြစ်ပါတယ်ဒီကျွန်းစုဟာဒွန်ကာရဲ့မြောက်ပိုင်းမှာတည်ရှိပြီးရွက်လီစည်းချင်းရေငုပ်ချင်းဝေးလာငါကြည်ချင်းတို့အထက်ခရီးသွားတွေကြောင့်ရှေးပန်းစားတဲ့နေရာတစ်ခုဖြစ်ပါတယ်မြို့တော်နူကူအလိုဖာကတော့နိုင်ငံရေးနိုင်ငံရေးစီးပွားရေးရင်းကျေးမှုကန်တာတွေအထက်ဘဟုချက်မမျိုးကြီးဖြစ်ပါတယ်တော်ဝင်နန်းတော် တဲလာမဟုစီအမျိုးသားပြရိတ်တို့တရှိရာမျိုးလေးဖြစ်ပါလေ။တွန်ကာရဲ့အကြီးဆုံးကျွန်းဖြစ်တဲ့တွန်ကာတာပူကျွန်းကတော့နိုင်ငံရဲ့လူဦးရေအများဆုံးနေထိုင်ရာကျွန်းဖြစ်ပြီးဟာအောင်မွန်ခါခေါ်ရှေးအောင်ကျောက်တကောင်းဝါရီအာနာကီခူတွေမာပူအပိုင်ဖာခေါ်လေမုံအပေါက်တွေတရှိရာကျွန်းလေးဖြစ်ပါလေ။လေမုံအပေါက်ဆိုတာကတော့ကမ်းခြေမှာသဘာဝအတိုင်းဖြစ်ပေါ်တဲ့အပေါက်တွေလိုင်ကောင်းတွေကိုခေါ်တာဖြစ်ပြီးဒီလိုင်ကောင်းတွေစီကိုရေရီဝင်ရာကနေလေးဖိအားကြောင့်ရေရီအပေါ်ဘက်ကိုပန်းထွက်ပြီးအံ့ဩဖွယ်မြင်ကွင်းကိုဖန်တီးပေးတာဖြစ် ြစ်ပါလေ။တွန်ကန်ရဲ့အလဲပိုင်းကဟာအာပိုင်ကျွန်းစုကလည်းတန်းနာကြောက်တန်းတွေတဲပြူကန်းချေတွေနဲ့ကြောက်ကိုတွေကြောင့်ခရီးသွားတွေကြောင့်ရေပန်းစားတဲ့နေရာတစ်ခုလေးဖြစ်ပါလေ။တွန်ကန်ရဲ့တောင်ပိုင်းက EU အကျွန်းကတော့နိုင်ငံရဲ့ရှိအကြဆုံးကျွန်းဖြစ်ပြီးအမျိုးသားဥယျာဉ်နယ်မြေအဖြစ်လည်းသတ်မှတ်ထားပါလေ။စိန်းလန်းနဲ့တောတောင်တွေရေတကုန်တွေကပယံတွေနဲ့ငှက်မျိုးစိတ်ပုံများစွာတို့ကြောင့်တဘာဝဝင်းကျင်ချင်းမြတ်နိုးသူတွေကြောင့်ရေပန်းစားတဲ့နေရာတစ်ခုလေးဖြစ်ပါလေ။တွန်ကန်ရဲ့နောက်ထပ်ထင်ရှားတဲ့နေရာတွေကတော့ကာပူခေါ်ရှင်းအောင်ပရင်များတင်ကြိုင်နုကုအလို ဖာတွန်ကဖရာကြောင့်ဟူဖန်ကာလူပီခုံတဘာဝတတာဟာအာတီဘေးပါဥကန်းကြီးတိုဖူအာမီတောင်ကျောင်းနေဖိုနိုအီဖူအာကျောင်းစတာတွေဖြစ်ပါတယ်နေထိုင်သူလူဦးရေ69ရာခိုင်နှုန်းကတွန်ကလူမျိုးတွေဖြစ်ပြီးတရုတ်ဥရောပနယ်ပေါ်အနည်းငယ်လည်းနေထိုင်ကြပါတယ်လူဦးရေ68ရာခိုင်နှုန်းကခရီးယန်ဘာသာကိုကိုးကွယ်ကြပြီးမက်သဒစ်မော်မွန်ရိုမန်ကက်သလစ်အက်ဒ်ဗင်တစ်စတဲ့ဂိုင်းခွဲအမျိုးမျိုးရှိရာနိုင်ငံလည်းဖြစ်ပါတယ်စီးပွားရေးဖွံ့ဖြိုးရေးနိုင်ငံတနိုင်ငံဖြစ်ပြီးအဓိကစီးပွားရေးလ ုပ်ငန်းတွေအနေနဲ့စိုက်ပျိုးရေးငောင်းဖန်းလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊ရွေးရလမှုပစ္စည်းထုတ်လုပ်ခြင်းစတာတွေကိုလုပ်ကင်ကြပါတယ်။နိုင်ငံသားတွေရဲ့နှစ်စဉ်ပြန်မြ GDP ကအမေရိကန်ဒေါ်လာ9,958ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ကတော့ဒွန်ကာပန်ကာကိုအသုံးပြုပါတယ်။ပညာရေးကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးအသက်14နှစ်အထိမတင်မနေရပညာရေးစနစ်ကိုကျင့်သုံးပါတယ်။အရွေးရောက်ပြီးသူစာတမ်းမြောက်နှုန်းက69.4%ဖြစ်ပြီးအဓိကတက္ကသိုလ်ကြီးနှစ်ခုရှိနေပါတယ်။ဖွံ့ဖြိုးဆဲလမ်းမဆက်သွဲရေးစနစ် င့်ရှိပြီးအချက်အချာကြတဲ့ကျွန်းကြီးတွေမှာတော့ဘတ်စကားတွေပြေးဆွဲလျက်ရှိပါတယ်။ကျောင်းနိုင်ငံဖြစ်တာကြောင့်တနေရာနဲ့တနေရာသွားလာဖို့ ferry တင်မောတွေကိုအဓိကအသုံးပြုကြရပါတယ်။ဖူအာမိုတူလီစိတ်ကနိုင်ငံရဲ့အဓိကလေးစိတ်ဖြစ်ပြီးနှစ်စင်းလေးချောင်းခရီးသွားနှစ်သိန်းခန့်ကိုဝန်ဆောင်မှုပေးနေတဲ့လေးစိတ်လေးဖြစ်ပါတယ်။တွန်ကန်ဟောပူပိုင်းရာသီဥတုကိုပိုင်ဆိုင်ထားပြီးတနေ့ပတ်လုံးပြင်းမြပူချိန်က23ဒီဂရီကနေ28ဒီဂရီဆေးစီးရဲ့အတွင်းမှာရှိနေတတ်ပါတယ်။တွန်ကန်ဆိုတဲ့ဝေါ်ဟာရမှာတောင်ပိုင်းဟူသောအဓိပ္ပာယ်ရှိပြီးဆာမိုအဘာသာစက ားမှဆင်းသက်လာခဲ့ခြင်းဖြစ်ပါသည်တွန်ကာကိုနာမည်ကြီးစေတဲ့အရာတစ်ခုကတော့ရိုးရာရင်ကျေးမှုဖြစ်ပြီးတွန်ကာလူမျိုးတွေဟာရိုးရာအကရီတိကိတာရီလက်မှုပညာတွေကိုယနေ့ထိအတိုင်းထိမ့်သိမ်းထားခြင်းဖြစ်ပါသည်ရက်ဘီအားကစားကတော့တွန်ကာရဲ့လူကြိုက်အများဆုံးအားကစားဖြစ်ပြီးတွန်ကာအမျိုးသားရက်ဘီအသင်းဟာအီကာလီကိုပင်လယ်လိုင်းများလို့အမိပေးထားတဲ့အသင်းဖြစ်ပါသည်တွန်ကာဟာကမ္ဘာပေါ်မှာဝေလာငါးတွေနဲ့ရေကူးနိုင်တဲ့တခုရီးသောနိုင်ငံလေးဖြစ်ပါသည်ဇူလိုင်လမှအောက်တိုဘာလအတွင်းဗာဗာဥကျွန်းစုသို့ဝေလာငါးတွေလာရောက်လေ ီရှိပြီးခရီးသွားတွေအနေနဲ့ဝေလာငါးတွေနေအတူရေကူးကွင်းရတဲ့ခွင်အရေးကိုရရှိနိုင်ပါတယ်။ဒွန်ကာဟာကမ္ဘာပေါ်မှာနိုင်ငံတကာရက်စွဲမြင့်ရဲ့အရှိဘတ်မှာတည်ရှိတဲ့နိုင်ငံတစ်ခု ဖြစ်ပြီးကမ္ဘာပေါ်မှာနေထွက်တာကိုစိုးစိုးမြင်ရတဲ့နိုင်ငံတစ်ခုလေးဖြစ်ပါတယ်။ဒွန်ကာဟာကမ္ဘာပေါ်မှာဆူနာမီပြီးအန်တရဲ့အများဆုံးကြုံတွေ့ရတဲ့နိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီး2022ခုနှစ်ဇန်နဝါရီလမှာဟွန်ကာဟာအပိုင်မီတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆူနာမီဟာနိုင်ငံရဲ့အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒွန် င်္ဂဟကဘာပေါ်မှာအဝနော်မှုနှုတ်အမြင့်ဆုံးနိုင်ငံတွေတွေကတနိုင်ငံဖြစ်ပြီးလူကြီးလူဦးရေကိုစင်ရခိုင်နှုန်းကျော်ဟာအဝလွန်နေကြပါတယ်။တွန်ကဟကဘာပေါ်မှာပြည်ပရွှေပြောင်းနေထိုင်သူအချို့အစားအများဆုံးနိုင်ငံတွေတွေကတနိုင်ငံဖြစ်ပြီးတွန်ကလူမျိုးတသိန်းကျော်ဟာနယူးဇီလန်၊ဩစတြေးလျအမေရိကန်စတဲ့နိုင်ငံတွေမှာနေထိုင်ကြပါတယ်။ဒီရွှေပြောင်းနေထိုင်သူတွေကနိုင်ငံပြန်ပို့တဲ့ငွေဟာတွန်ကရဲ့ GDP ရဲ့၄၀ရာခိုင်နှုန်းကျော်အထိရှိပါတယ်။တွန်ကဟကဘာပေါ်မှာစစ်တပ်မရှိတဲ့နိုင်ငံတွေတွေကတနိုင်ငံဖြစ်ပြီးပြည်ပရန်ကို ုကောက်ွယ်ဖို့နယူးဇီလန်နဲ့ကာကွယ်ရေးသဘောတူညီချက်ထားရှိပါသည်ပြည်ရင်အမှုအခင်းတွေကိုတော့ရေးတပ်ဖွဲ့ရတာဂိုင်းတွဲဖြည့်ရှင်းရတာဖြစ်ပါသည်ဒွန်ကာဟာကဘာပေါ်မှာရာဇဝတ်မှုဖြစ်ပွားခြင်းအနိုင်ဆုံးနိုင်ငံတွေထဲကတနိုင်ငံဖြစ်ပြီးရိုးရာယဉ်ကျေးမှုနဲ့ဘာသာရေးယုံကြည်မှုတွေကလူမှုရေးစည်းမျဉ်းတွေကိုထိန်းသိမ်းထားတယ်လို့ဆိုပါသည်ဒါအပြင်ရရွာချေပြူတရားစီရင်ရေးစနစ်ကလည်းရာဇဝတ်မှုနှုံကိုထိန်းချုပ်ထားပါသည်ကဘာပေါ်မှာဘယင်းရဲ့မွေးနေကိုအများပြည်သူယုံပိတ်ရဲ့အဖြစ်သတ်မှတ်ထားတဲ့နိုင်ငံတွေထဲကတနိုင်ငံလေးဖြစ်ပါသည်ဒွန်ကာဟာလူဦးရေ ီအချို့အရာကမ္ဘာထိပ်တန်ရာဘီအားကစားသမားတွေအများဆုံးထွက်ပေါ်ရာနိုင်ငံလေးဖြစ်ပါတယ်။နယူးဇီလန်၊ဩစတြေးလျဂျပန်စတဲ့နိုင်ငံတွေရဲ့ရာဘီအသင်းတွေမှာတွန်ကန်တွေပေါ်အားကစားသမားများစွာပါဝင်ကြပါတယ်။တဘာဝအလားအပါတွေနဲ့ရင်ကျေးမှုအမွေအနှစ်တွေပေါ်ကျွေးဝါပြီးခရီးသွားလုပ်ငန်းတပြေးပြေးဖွံ့ဖြိုးလာနေတဲ့တွန်ကန်နိုင်ငံကိုနှစ်စဉ်နိုင်ငံတကာခရီးသွား63ကျော်အထိလာရောက်လည်ပတ်လေးရှိပါတယ်။ဒါလို့ဆိုရင်တော့ပစိဖိတ်ကတွန်ကန်နိုင်ငံရဲ့အကြောင်းကိုအတော်လေးသိသွားလောက်ပြီးထင်ပါတယ်။နာဆင်သူတူတဆောင်မိတ်ဆွေအပေါင်းရွှေလန်းချမ်းမြေကြ ါပါစေရှင်။